မြန်မာအမှုပညာလောကမှာထူးခြားတဲ့ကြိုးစားအထောက်မှုနဲ့ကိုပိုင်နာမည်တစ်ခုကိုထူးဆစ်ခဲ့တဲ့တရုတ်ဆောင်စီးပွားရေးလုပ်ငန်းရှင်မေပချီရဲ့ပျော်ရွှင်စရာအခြေရေးတည်မြဲခဲ့ပါတယ်။မေပချီဟာတရုတ်ဆောင်ဘဝကနေတဆင့်ကိုပိုင်အလားကုန်အမတ်တဆိုင် MPC Cosmetic ကိုတီထောင်ပြီးပြည်တွင်းမှာအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တဦးအဖြစ်ရပ်တည်လီသူပါ။ဒါအပြင်သူမရဲ့ live series တွေမှာထက်မြတ်မှုကြောင့် live series queen လို့တောင်ပရိသတ်ကချစ်စနိုးခေါ်ဝေါ်တဲ့အထိအောင်မြင်ခဲ့သူပါ။ ဒီလိုထက်မြက်ကဲ့မြဲပချီဟာသူမရဲ့အမှုပညာနဲ့စီးပွားရေးဘဝမှာအနီးကပ်ကူညီပံ့ပိုးပေးခဲ့တဲ့ချစ်သူလည်းဖြစ်တယ်မန်နေဂျာနဲ့အတူမင်္ဂလာဘဝကိုတည်ဆောက်တော်မှာဖြစ်ပါတယ်ပြီးခဲ့တဲ့အောက်တိုဘာလ၁ရက်နေ့မှာချစ်သူကလက်ထခွင့်တောင်းခံခဲ့ပြီးပျော်ရွှင်စရာအမတ်တရပုံရိပ်လေးတွေကိုလူမှုကွန်ရက်ဆက်မျက်နှာလေးမှာတင်ခဲ့တော့ကလည်းပရိသတ်တွေအားကြဝမ်းတာခဲ့ကြပါဗျာ။ ဒီကနေ့မှလေမေပချီတို့ချစ်သူညဦးရဲ့မင်္ဂလာပွဲမတိုင်မီရိုက်ကူးထားတဲ့ pre-wedding ပုံရိပ်လော်လော်လေးတွေကိုထပ်မံမြင်တွေ့ခဲ့ရပြီးပရိသတ်ကိုပိုမိုပျော်ရွှင်စေခဲ့ပါတယ်။မကြခင်မှာပဲခန်းနားနဲ့မင်္ဂလာပွဲကိုကျင်းပပြုလုပ်သွားမယ်လို့လည်းသိရပါတယ်။ မေပချီတို့ချစ်သူနှုတ်ဦးရဲ့အချစ်ခရီးလမ်းကိုအားပေးနေကြတဲ့ပရိသတ်တွေနဲ့အတူကျမတို့သတင်းဌာနကနေလည်းတရုတ်ဆောင်မေပန်းချီနဲ့ချစ်သူတို့ပျော်ရွှင်ချမ်းမြေ့ကြပါစေ။ထာဝရလွန်သွေးမြေပါစေလို့ဆုမုံလောင်းတောင်းပေးလိုက်ပါတယ်ရှင်။